မင်္ဂလာတယောက်ကပရိသတ်တွေရဲ့စတိတ်ရှင်ပေါ်မှာအကောင်းဆုံးကပြဖြောပြနေပါရီ။ဒီအမက်ကိုဝေကအိယာထဲမှာလှူလင်နေမှနေပါရီ။အိမ်မက်မဆုံးငင်မှာဂရီမော်ကပြုတ်ကျလာပြီးတော့ပြီးမှရက်ကြီးနေတဲ့အဖေဖြစ်သူကိုတွေ့လိုက်ရပါရီ။ဒါဝေဝေမနဲ့တိုင်းမှနေကြအိမ်မက်ဖြစ်ပြီးတော့အဖေဖြစ်တဲ့ကုန်ငယ်ကတော့ဒီအိမ်မက်ကိုလုံးဝသဘောမကျပါဘူး။ဒီနေ့ဝေဝေတို့ကြောင်းမှာကာဝဲတစ်ခုရှိလို့ဝင်ပြိုင်မှုတွေ့ဝေကဆရာထက်တန်နေပါရီ။ကုန်ငယ်ကတော့ဝေဝေကိုစံမေဝဲအမက်ကောင်းအောင်သာကြိုးစားစီခြင်းပါရီ။ဖေဘလောက်ပဲတာတာအဖိုးကတော့ဝေဝေဖြစ်စေချင်တာကိုအမြဲတမ်းလိုလိုက်လေးရှိပါရီ။ဝေဝေကအကောက်ကိုဘလောက်ဆွဲလန်းလဲဆိုရင်ကျောင်းသားရဲ့ကောက်ပေါ်မှာဒန်စာနှင်းစီရဲ့သချင်းပုံကိုနားထောင်သွားပါရီ။ ောင်းကိုရောက်တော့သူ့ပြိုင်ပွဲကိုအားလာပေးခိုင်းမိမယ်ကိုငရဝါဒနာမပါပါဘူး။ဒါမှလည်းတမီးလေးတယောက်တည်းရှိတာမလို့ဘန်းမသွားဘဲနဲ့လိုက်ကြည့်နေပါရယ်။ဝေဝေပြိုင်သွားတာကအရန်ကောင်းလို့အကုန်လုံးသဘောကျနေကြပါရယ်။အဲ့ဒီပွဲမှာနင်းစီကဒန်လူကြီးလုပ်ပြီးတော့ပထမရတဲ့ကလေးကိုအိန္ဒိယရဲ့စူပါစတာအစီအစဉ်ဆက်ပြီးပြိုင်နိုင်အောင်လို့တင်ပေးဖို့စီစဉ်ထားပါရယ်။ဝေဝေကပထမဆုံးရသွားတာကြောင့်စင်မမာရင်သူနဲ့အတူမွန်ပိုင်းအောင်လိုက်ခဲ့ဖို့ခေါ်ပါရယ်။ဝေဝေကလိုက်သွားချင်နေပြီမယ်ကိုငရအခမ်းမအနေရှောင်ထွက်သွားပါရယ်။ဘန်းကိုသွားဖို့ပြင်နေတဲ့စီကိုနင်းစီရောက်ရှိလာပြီးတော့မွန်ပိုင်းကိုထည့်ပေးဖို့ခွင့်လာတောင်းပါရယ်။နင်းစီရဲ့လောက်ရက်ကို marketing စင်းနေတယ်လို့ယူဆပြီးတော့ကန်လန်းချက်ကိုညင်လိုက်ပါရယ်။ဘန်းကိုနောက် ောက်ကြမရောက်လို့မန်နေဂျာဖြစ်တဲ့ယောက်ကတည်းကဇူပါရီကွန်ငယ်တို့လင်မယားနှစ်ယောက်ဆိုင်ငယ်လျှောက်စီးရင်ကနေအက်ဆီဒန့်ဖြစ်ပြီးတော့မိမအုပ်ဆုံးချုံလိုက်ရပါရီဒီဖြစ်ရကြီးကကွန်ငယ်အတွက်အိမ်မဆိုးလို့အမြဲတမ်းခြောက်လန့်နေပါရီအေကန်းထဲမှာတော့ဝေဝေတို့မြေးဖို့ကအိန္ဒိယရဲ့စူပါစတာအစီအစဉ်ကိုကြည့်နေကြပါရီဆူရတဲ့ပြိုင်ပွဲဝင်ကိုကြည့်ပြီးတော့ဝေဝေကသူ့ကိုဆူရတဲ့မင်းကလေးတစ်ယောက်လိုသိအောင်ဆောင်ပါရီဝေဝေဖြစ်စေခြင်းနဲ့တန်းအဖိုးကလိုက်လုပ်ပေးပြီးမြကွန်ငယ်ကသူ့ရဲ့အိမ်မကိုဖျက်ပစ်လိုက်ပါရီအဲဒီညမှာဝေဝေအိမ်မပြောလို့အဖေကိုတင်းတင်းမို့အတွက်အဖိုးကိုလာစီအောင်ပါရီနောက်နေ့မိုးလေးနဲ့အခါမှာအဖေထက်အရင်ထားပြီးတော့မနေ့စာပါအစီအစဉ်ပြင်ထားပေးလိုက်ပါရီမွန်ပိုင်းကိုရောက်ရင်စာပါကျူးကျူးဆဆလုပ်မယ်လို့ကတိပေး ေးပေမဲ့အဖေရဲ့အဖေကတော့နိုးပါပဲ။အဲ့ဒီနေ့အဖေကဝေဝေကိုကြောင်းလာကြည့်ပြီးတော့အမေနဲ့ငငယ်ရသွားခဲ့တဲ့နေရာလေးစီကိုလိုက်ပို့ပါရယ်။မိတဆိုးဖြစ်တဲ့ဝေဝေကိုတေချာတဲ့အတမွေဝမ်းကြောင်းအလုပ်တစ်ခုရစီခြင်းပါရယ်။ကိုမြောက်တီမြောက်တန်းစားလုပ်ပြီးတော့သူများတွေခွဲမှာပတ်လက်မမျောစီခြင်းမဟုဆိုတာရှင်းပြလိုက်ပါရယ်။ဒီစကားကိုကြားပြီးတော့ဝေဝေကသူ့ခန်းထဲမှာရှိတဲ့တန်းစားပုံလေးဖြူပြီးတော့စာအုပ်ဒီဇိုင်းမမတ်လုပ်ပါရယ်။အကပြိုင်မွေရဲ့ final ပွဲစဉ်ကိုရောက်နေပြီမြေဝေဝေလာမကြည့်လို့အဖိုးကထူးဆန်းနေပါရယ်။အဖိုးကဝေဝေအင်စာစာအုပ်ကိုလုပြီးတော့ TV သွားကြည့်ဖို့ခေါ်ပါရယ်။ဝေဝေစာအုပ်ပြန်ယူဖို့ပြင်ရင်ကနေစပွဲနဲ့တိုက်မိပြီးတော့ဒူးနာသွားတာကြောင့်အဖိုးကဆေးလင်းပြီးပါရယ်။အဖိုးခေါ်လို့ TV လာကြ ည်နေပြီမယ်ဝေဝေတက်တက်ကြောကြောမရှိလို့စိတ်မကောင်းပါဘူးအဖိုးကတမတ်ကိုခေါ်တက်ပြီးတော့အတိတ်မှာပြိမိမနေဘူးဆုံးပါလိုက်ပါရီတရားရေကိုရင်မှာပိုက်မထားဘဲနဲ့တားဖားနေအောင်လွတ်လွတ်လပ်လပ်ပြန်တန်းခိုင်းပါရီရောက်ခမကြီးရဲ့အားပြီးစကားကြောင့်ဝေဝေကိုခေါ်ပြီးမွန်ပိုင်းကိုတက်လာခဲ့ကြပါရီဘန်ကပေးတဲ့တိုက်ခန်းမှာပါလာတဲ့အထုပ်တွေကိုနေရာချလိုက်ပါရီအကုန်ပြီးသွားတော့တားဖားနေအောင်သာနင်းစီရဲ့တင်နန်းစီကိုတွေ့ကြပါရီနင်းစီကဝေဝေကိုမြင်ရတာအယံဝန်းသာသွားပါရီဝေဝေကတင်နန်းကိုရောက်ချင်းမှာပဲအကာဆူရဲကောင်လေးနဲ့တငယ်ချင်းဖြစ်သွားပါရီအကတင်နန်းတက်ရတာပြို့ဖို့ကောင်းပြီမယ်เจ้าမှာတော့ဝေဝေတငယ်ချင်းမရှိပါဘူးတရက်တော့အဖေမအားလို့အကာဝေဝေကိုအိမ်ပြန်ပို့ပေးပါရီအိမ်ပြန်ရင်းနဲ့ င်းအာကမှာအဖေနံပါတ်2ရှိနေတာသိလိုက်ရပါတယ်။အင်ပြောက်တဲ့အခါမှာတော့ဖေဖေအတွက်မြေနံပါတ်2ရှာပေးဖို့ dating app တစ်ခုထည့်ပေးလိုက်ပါတယ်။ app ထဲမှာပါတဲ့ကောင်မလေးတွေကိုကြည့်ရမှာနှင်းစီရဲ့ပုံအမှတ်မထင်တွေ့လိုက်ရပါတယ်။မိုဘိုင်းကိုရောက်ပြီးအချိန်ခဏလေးတွင်းမှာပဲဝေဝေကနှင်းစီရဲ့အတော်ဆုံးတစ်ပြေတစ်ယောက်ဖြစ်လာပါတယ်။အိန္ဒိယရဲ့ superstar အစီအစဉ်တွေအတွက်ပြိုင်ပွဲဝင်နေခေါ်တဲ့အခါမှာတော့ဝေဝေနဲ့အာကလည်းဝင်ပြိုင်ကြပါတယ်။ပြိုင်ပွဲအတွက်ဝေဝေကရင်တုံနေလို့ကိုငယ်ကအပေးစကားပြောလိုက်ပါတယ်။ဝေဝေရဲ့ပြောပြမှုကအရန်ကောင်းလို့ဒန်လူကြီးရဲ့စီကအမှတ်ပြရပြီးတဲ့နောက်မှာနောက်ဆက်ကိုတက်သွားပါတယ်။ဒီပြိုင်ပွဲကို sponsor ပေးထားတဲ့ကြော်ညာလေးနဲ့မိတ်ဆက်ပေးခြင်းပါတယ်။ဝေဝေရဲ့သူမတူတဲ့တင်ဆက် မှုတွေကြောင့်ဆင်ပြီးတဆင့်ကျော်ဖြတ်နိုင်ပြီးတော့ final အထိရောက်ပါတယ်ဒီစီစဉ်ကြောင့်မဲ့ဝေဝေကကျောင်းဟာတငယ်ရင်းနေကြမှာနာမည်ကြီးလာပါတယ်ထိတ်ဆုံးဆရာအောင်ရှင်တဲ့ကိုအာကာယဝေဝေပါအေးစီစီရောက်သွားကြပါတယ်နောက်ဆင်းနေတဲ့မိသားစုဝင်နေတဲ့သူရှင်မရမှာဖြစ်ပါတယ်အခြားလူတွေကသူတို့ရဲ့အမေတွေအကိုတွေနဲ့အတူပြိုင်မဝင်ကြပါတယ်ဝေဝေကသူနဲ့တူတူပြိုင်မဝင်မှုအဖိုးကိုမွန်ပိုင်းစီကိုခေါ်လိုက်ပါတယ်အဖိုးကအသက်ကြီးနေလို့နှင်းစီကပြိုင်မှုအမပေးပါဘူးကနိုင်နေဆိုတာပြိုင်နေခြေတော်ဆီလွယ်လို့စီကန်းရောက်သွားပါတယ်မိသားရှိရင်တူတူကပေးမှာဆိုတဲ့သမီးလေးရဲ့စကားကြောင့်ကိုငယ်စီမကောင်းဖြစ်သွားပါတယ်နောက်နေမိုးလင်းတော့ဝေဝေနဲ့တူနှင်းစီရဲ့တင်တန်းစီကိုကိုငယ်ရောက်ရှိလာပါ ါတယ်။တသက်နဲ့တကူမကဘူးလို့ပြိုင်ပွဲနေ့အမိခက်ခက်ခက်ခဲတင်ယူလိုက်ရပါတယ်။အကတင်ပြီးတော့ကားထဲမှာဝေဝေအိပ်ပျော်နေတဲ့အချိန်မှာနှင်းစီကိုရီစားစကားပြောလိုက်ပါတယ်။ဝေဝေတော့အလဲကိုရောက်တော့ဘသူမှထင်မှတ်ထားတဲ့ပုံစံနဲ့အကောင်းဆုံးကပြသွားနိုင်ပါတယ်။ပြိုင်ပွဲဝင်လို့ပြီးသွားတဲ့အချိန်မှာဝေဝေကဆင်းမြင့်မှန်မှန်တည်လျက်သွားခဲ့ပါတယ်။ကုံငယ်အားလည်းဝေဝေကိုကြည့်ပြီးတော့စေးရုံကိုအမြန်ပြေးလာပါတယ်။လိုအပ်တဲ့စစ်စစ်ချက်တွေလုပ်ပြီးတော့ဝေဝေမှာရိုးကင်စာရှိနေမှန်သိလိုက်ရပါတယ်။အရင်ကတည်းကအရိုးစစ်တွေနာတာဖြစ်ခဲ့ပြီးမြဲတတိမထားမီလို့ဖြစ်တယ်ပဲထင်ခဲ့ကြတာပါ။အရိုးကင်စာရဲ့လက္ခဏာတွေဆိုတာမသိခဲ့ကြပါဘူး။သမီးလေးကိုဘယ်လိုရှင်းပြအမှန်မသိကြပါဘူး။အလတ်တီးတဲ့ဝေဝေကသူ့ရောဂါအကြောင်းအကုန် သိနေနေပြီပါပြီ။အိမ်မက်တွေကိုအကောင့်ထဲပို့ဖို့အတွက်ဒီယောဂါကြီးကိုအနိုင်ယူခိုင်းပါရီ။သူတို့သားဖောက်ကိုကြည့်ပြီးတော့အဖိုးကအခန်းပြင်ကနေခုန်ငိုပါရီ။နောက်ပိုင်းတော့လိုအပ်တဲ့ကုသမှုတွေခံယူရင်းနဲ့စီးုံနဲ့အိမ်ကူနေရပါရီ။ဒီဘက်ပြိုင်ပွဲမှာဝင်ပြိုင်နိုင်တယ်လို့ဝေဝေကစိတ်မကောင်းဖြစ်နေပါရီ။ပြိုင်ပွဲတိုင်းလူကြီးတွေကဘဝေးအတွက်တပတ်ဆောင်ကြည့်ပေးကြပါရီ။နောက်တစ်ပတ်အတွက်အကားလေးချင်းမှုကြိုးစားပြီးမြင်ဘလို့မှမရပါဘူး။ကိုခနာကိုတောင်မတင်နိုင်တော့တာကြောင့်ပြိုင်ပွဲကနေနှုတ်တက်ဖို့ပြင်ဆင်လိုက်ပါရီ။သူမရဲ့အိမ်မက်တွေကိုဆွန့်လွတ်လိုက်ပြီးတော့ဇပွဲပေါ်မှာရှိတဲ့စုပူလေးကိုလည်းဖယ်လိုက်ပါရီ။ကင်စာဆေးတွေတင်ပြီးတော့စီပင်တွေကျကြလာတာကြောင့်ဝေဝေကကရုံးတုံးဖို့ဆုံးဖြတ်လိုက်ပါရီ။ဝေဝေပြော တွက်ကုန်ငင်းနဲ့နင်းစီရဲ့တင်နန်းကကလေးတွေစုပြီးတော့ပျော်ဝဲရွှင်ပွဲလုပ်ပေးကြပါရစေ။မိမကအစောကြီးထွက်သွားတဲ့အပြင်သမီးလေးမှာပါဒီယောဂါကြီးဖြစ်နေတာကြောင့်ကုန်ငင်းရစိတ်သက်ကြနေပါရစေ။ကြောက်ကြီးကြီးနဲ့အရက်တော့ပြီးတော့တိုက်ခန်းထဲကိုပြန်ဝင်လာတဲ့အချိန်မှာကျမ်းမြင့်မမလေးနဲ့ဝေဝေကိုတီးလိုက်ရပါရစေ။ဝေဝေချင်းနေပူဆိုးလာလို့ဆရာဝန်ကစေးုံတက်ခိုင်းလိုက်ပါရစေ။တိုက်ခန်းကိုဝေဝေဝေစားပြီးပြန်ယူတဲ့အချိန်မှာတိုက်ခန်းကအဆောင်နေတည်ပါရစေ။တိုက်ခန်းဖေးရမြင်မှာဝေဝေကပစ္စည်းတွေမြုပ်နေခဲ့တာတွေ့တယ်ဆိုလို့အဲ့နေရာကိုတူခန့်ကြည့်ပါရစေ။မြေကြီးထဲမှာတော့ဝေဝေရဲ့ဆွေဖူအိုလေးရှိနေပါရစေ။ဒီအိုထဲမှာဝေဝေကသူ့ဆန္ဒတွေရေးပြီးတော့ထည့်ထားတဲ့ဆရာရဲ့အပိုင်းလေးတွေအများကြီးရှိပါရစေ။စေးုံကိုပြန်ရောက်တော့နှင်း င်းစီပါရှိနေလို့အခန့်ဖြင့်တွက်ပြီးတော့စကားပြောကြပါရယ်ဒီလိုနဲ့ပဲပြန်ပွဲရဲ့နောက်ဆုံး final ပွဲကိုရောက်ရှိသွားပါရယ်ဝင်ဝင်ကတော့စီတင်ထားလို့ပြင်ပန်းပြီးတော့အိပ်ပျော်နေပါရယ်ကိုငယ်ကရောက်ကတိတန့်စင်ကန်းဝင်နေတဲ့အချိန်မှာအပြင်ကနေတကားပေးထားလိုက်ပါရယ်ဝေဝဲကိုဝီးချဲပေါ်တင်ပြီးတော့ကားနဲ့စေးရုံကထွက်ပြေးသွားပါရယ်ဒါကိုတီးပြီးတော့ရောက်ကတိကအိုးဝင်တဲ့နောက်ကလိုက်လာပါရယ်ပြန်ပွဲကိုရောက်တဲ့အခါမှာတော့နှင်းစီကဝေဝဲကိုအလှဆုံးဖြစ်အောင်လို့ပြင်ပေးပါရယ်ပြန်ပွဲမစတင်ခင်မှာအထူးစီစဉ်နေတဲ့ဝေဝဲရဲ့ဖြောပြပွဲကအရင်လာပါရယ်နိုင်ရှုံးမဟုတ်ပဲနဲ့ဒီစင်မြင့်ပေါ်မှာဖြောပြရဖို့ကဝေဝဲရဲ့အကြီးဆုံးအိမ်မက်ဖြစ်လို့ကိုငယ်ကအကောင့်ထဲပေါ်ပေးလိုက်ပါရယ်မတ်တက်ထောင်မရနိုင်တော့တဲ့တမီလေး ေကိုဒုက္ခနာကုနဲ့တွေ့ပြီးတော့အတူတူဖြစ်ပြီးလာရင်းနဲ့ဆက်လန်းလေးကပြီးဆုံးသွားပါတော့ရီ။ဒါနဲ့တင်မြန်မှန်ဘယ်သူမှမသိတာကြောင့်လူကြီးမင်းတို့လည်းလှုပ်ချင်တာရီတန်းစီလှုပ်ထားကြပါ။အစုံကြီးကြည်ပေးလို့ဂျေဇူးတင်ပါရီ။ Like, go, go, go.